ရှမ်းမြောက်မှာစစ်ကောင်မရှင်နဲ့တမ်းမျိုးသားလူမျိုးရေးတပ်မတော် TNL တို့အပြစ်ရဆဲပြီးနောက်စစ်ကောင်မရှင်က၎င်းတို့တပ်ဖြန့်ထားတဲ့ရှမ်းမြောက်ရှိတပ်တွေကိုအလဲပိုင်းတိုင်းစစ်ဌာနချုပ်နေမြေတွင်းကိုပြန်လည်ခေါ်ယူလာတယ်လို့သိရပါတယ်။ပြီးခဲ့တဲ့နိုဝင်ဘာ3ရက်နေ့မှာရှမ်းမြောက်ဘက်ကပြန်ဆင်းလာတဲ့စစ်ကောင်မရှင်တပ်တွေစစ်သုံးကားကြီးအစီး90ကျော်ဟာမတရားဘက်ကိုကားစီ40ဝင်ရောက်သွားတယ်လို့သိရပါတယ်။မေမျိုးကနေဖြတ်ပြီးမန္တလေးကိုစစ်ကားကြီးအစီး90ဆင်းလာတယ်။ မိတိလာဘက်ကိုဆက်ဆင်းသွားတာတွေလည်းရှိတယ်။မရယာကြောက်တတားကို အစီး40ဝင်ပါတယ်လို့တော်လိုင်းသတင်းရင်းမြစ်က ARD Times ကိုပြောပါရယ်။အဲ့လိုတန့်ရာတွေပို့ခဲ့ပြီးနောက်စစ်ကော်မရှင်ကမရယာမြို့နယ်တွင်စစ်ကြောင်း၃ကြောင်းထပ်မင်းခွဲကအင်အားလုံးရင်းနဲ့ထိုးစစ်ဆင်လာတဲ့အတွက်တော်လိုင်းတပ်ဖွဲ့တွေတက်ဆွဲထားရနေရာချို့ကနေစုခွာပေးထားရပါရယ်။စစ်ကော်မရှင်ကရှမ်းမြောက်ကနေအမတ်စနစ်စစ်စင်ကိုကဲမှုဌာနချုပ်စကခစနစ် တမတစ်တစ်စစ်ကြောင်းတွေကိုပြန်ခေါ်လာပြီးတောင်ခန်းကနေတီဘောမိုးကုတ်လန်တဝက်ထီစကခစနစ်တမတစ်တစ်တမငငါလောက်ခန့်စစ်ကြောင်းတွေကိုတုံးထားတာပါဒါအပြင်မိုးကုတ်ပြင်းဦးနဲ့မရရနေမြေတွေမှာအမတ်စနစ်စစ်စင်ကိုကဲမှုဌာနချုပ်စကခစနစ်စစ်ကြောင်းတွေခြံထားခဲ့ပါတယ်တိန်ဒီမှာဆစ်ရှုံးထားတဲ့တမ16ကိုစကခ1စကခ16နဲ့ဒါကာဆန်လောက်ကင်ဘက်ကပြတ်သွားတဲ့တရင်တွေနဲ့ပြန်လည်ဖွဲ့စည်းထားပြီး လက်တလုံးသိမ်းယူရရှိထားတဲ့လာရှိုးတီပေါ်ကြောင်မဲနောင်ချိုတို့မှတက်ဖြန့်ထားပြီးမိုင်းရဲနဲ့တန်ရန်မျိုးကိုပါတက်ဖြန့်စောင့်ကြည့်ထားတယ်လို့သိရပါတယ်။စစ်ကောင်မရှင်ပြန်လည်တောင်းယူထားတဲ့မိုးမိတ်မျိုးဟာမြောက်ပိုင်းနိုင်စစ်ဌာနချုပ်မပခနယ်မြေတွင်ပါဝင်တဲ့အတွက်မိုးမိတ်ကိုစစ်ကောင်မရှင်စစ်ကြောင်းဝင်နိုင်ဖို့အရှင်းမြောက်တိုင်းစစ်ဌာနချုပ်နယ်မြေတစ်ခုသာရှိတယ်လို့သိရှိရပါတယ်။စစ်ကောင်မရှင်ဟာရှမ်းမြောက်မှာစီးရေးစိတ်ကြိုက်ပြင်ဆင်နေပြီး တန်ချက်ကကားတွေဒရုန်းတွေမြေပြင်ထိုးစစ်စစ်ကြောင်းတွေကိုမန္တလေးမရရမိုးကုတ်လမ်းတစ်လျှောက်ကိုပို့ဆောင်စစ်ကြောင်းထိုးနေစေတယ်လို့သိရှိရပါတယ်။မရရကိုမြေပြင်စစ်ကြောင်းအင်အားတထောင်လောက်နဲ့ပြင်တန်ချက်ကကားတွေ တင့်ကားတွေနဲ့နောင်ချုံမြို့နယ်ဗန်ပွေးကျေးရွာဘက်မှာပါဇက်တိုက်ပြုလုပ်လာတာဖြစ်ပါတယ်။ကချင်ပြည်နယ်ဗမော်မြို့နယ်မှာစစ်ကောင်မရှင်နဲ့ခရိုင်တပ်တွေ နေရာ၃ခုထက်မနည်းမှာတိုက်ပွဲတွေဖြစ်ပွားနေပါတယ်။ပြီးခဲ့တဲ့ဒီဇင်ဘာ၄ရက်နေ့ကစတင်တဲ့ဗမော်တိုက်ပွဲဟာကြားကန်လာတွေမှာစီးရီချီနေတွေပြောင်းလဲမှုတွေဖြစ်ပေါ်ခဲ့ပေမဲ့နိုဝင်ဘာလ9ရက်အထိတိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေတယ်လို့သတင်းရင်းမြစ်တွေစီကသိရပါတယ်။တိုက်ပွဲကရမသွားဘူးလို့သိရပါတယ်။ဆက်တိုက်ခိုက်နေတော့မှာအဓိကကကျွန်တော်တို့တော်လန်ကြီးကိုရက်မထားဘူး။တက်စကန်ထက်တင်းရမိတာမျိုးတော့မရှိသေးဘူးလို့သိထားပါတယ်လို့ကချင်သတင်းရင်းမြစ်က EOMI Times ကိုပြောပါတယ်။ ဗမောတက္ကသိုလ်ဝင်၃မိုင်နဲ့ခလာရ၄ခုံဘက်ကိုသွားရလန်းတလျှောက်စစ်ကောင်မရှင်းကလက်နက်ကြီးပြစ်စစ်ကြောင်းထိုးမှုတွေရှိပြီးပိုက်ပွဲနေစဉ်ရှိနေတယ်လို့ခရရီဘုံမူကြီးနော်ဘူးက KNY သတင်းမီဒီယာကိုဖြေကြားထားပါတယ်။ဗမောမျိုးသိန်းတိုက်ပွဲတွင်ဩဂတ်စ်လမတိုင်ခင်ထိစစ်ကောင်မရှင်းရဲ့တိုက်လေယာဉ်နှစ်စင်းထိပစ်ချနိုင်ခဲ့ပြီးမျိုးရဲ့အရေးပါတဲ့နေရာများစုကိုသိမ်းယူက KNY ကစီရေးတာစီရခဲ့ပါတယ်။ပြီးခဲ့တဲ့ဩဂတ်စ်လ၁ရက်နေ့ကဗမောကိုစိုက်ကက်လာတဲ့စစ်သည်မော်တွေကနေ လက်နက်ခဲယမ်းတဲ့စစ်ကုအင်အားတထောင်ကျော်တို့ကြောင့်စစ်ကုမရှင်က KIA တင်းယူထားတဲ့တရင်ချို့ကိုပြန်လည်တင်းယူခဲ့ပါတယ်။အတားမိုးရှင်းလာနေသူတို့ဘုလိုကုကချချမအနာဒိစစ်ကုမရှင်ကမြမပြည်အလဲပိုင်းနဲ့ရှမ်းပြည်နယ်မြောက်ပိုင်းတို့ကိုအဓိကပြင်းထန်တဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်ပြီးခဲ့တဲ့အောက်တိုဘာလအတွင်းအရက်သား၄၈၀ဦးထိခိုက်ဒေဆုံးခဲ့တယ်လို့မြမစစ်ဘက်ရဲရနယ်လုံခြုံရေးဆိုင်ရာလေးလာရေးဖွဲ့ MDSIC ကတီးရပါရယ် စစ်ကောင်မရှင်ဟာအော်တိုဘာလအတွင်းနိုင်ငံတော်အလေးချောင်းတိုက်ခိုက်မှုတရားကြော ပြုလုပ်ခဲ့ပြီးအဲ့ဒီဒေသတွေကိုစစ်ကောင်မရှင်ကအဓိကထားခြင်းဖြစ်ကကလေးတငယ်နဲ့ចောင်းသားចောင်းသူတွေပေါင်းဝင်အရသာစုစုပေါင်း165ဦးသေဆုံးပြီး305ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။အဲ့ဒီအခြေအနေတွေရစစ်ကောင်မရှင်နေနဲ့လူစုလူဝေးနေရာတွေကိုပြစ်မှတ်ထားတိုက်ခိုက်မှုတွေပုံမလုံးလာနိုင်တာကြောင့်လူစုလူဝေးပြုလုပ်ရမှာ လေကြောင်းရန်သတိပြုရေးတိုက်တွန်းတယ်လို့ MDSI ရဲ့စစ်ဘက်သုတေသနတာဝန်ခံ CDM ဗိုလ်မှူးနောင်ယိုးကတုံ့တက်ပြောပါရယ်။ဒါကြောင့်မို့ဘာသာရေးပွဲအလူမင်္ဂလာပွဲအခမ်းအနားစတာတွေပါဝင်လူစုလူဝေးပြုလုပ်ရတာမျိုးတွေမှာလေကြောင်းရန်သတိပြုကြဖို့အတက်နိုင်ဆုံးလူစုလူဝေးခမ်းနားပြုလုပ်တာရှောင်ကြဖို့တိုက်တွန်းလိုပါတယ်လို့ CDM ဗိုလ်မှူးနောင်ယိုးက ERR Times ကိုပြောပါရယ်။စစ်ကောင်မရှင်ကအဓိက ပြစ်မှတ်ထားတိုက်ခိုက်ခဲ့တဲ့မြန်မာပြည်အလဲပိုင်းဒေသတွေမှာ မကွေးတိုင်းရှိ9မြို့နယ်၊စကိုင်းတိုင်းရှိ9မြို့နယ်နဲ့မန္တလေးတိုင်းက9မြို့နယ်တို့ဖြစ်ပြီးရှမ်းမြောက်မှာတော့နမ်မတူမိုင်းလုံတီဘောအကြောင်းမဲနန်းဆန်နဲ့မိုးမိတ်မြို့တွေဖြစ်ကြပါရယ်။ဒါအပြင်ကြံဒေသတွေနဲ့ပဲခူးတနင်္သာရီချင်းရခိုင်၊ကရင်မွန်၊ကရင်၊ကရင်နီနဲ့အေယော်ရီတို့မှာလေးချောင်းတိုက်ခိုက်မှုတွေစစ်ကောင်မရှင်ကလှုပ်ဆောင်ပြီးဇက်တိုက်လေရင်ဇက်ဖိုက်တာတွေတိကတုံးပြီးအခြားလေရင်မျိုးစားတွေလည်းတွေ့ရှိရတယ်လို့ MPSIC ကသိရပါရယ်။ စစ်ကောင်မရှင်ဟာကုလိုတိုက်ခိုက်မှုတွေပြုလုပ်ရမှာဂျက်ဖိုက်တာလိုမျိုးတမျိုးကြလေးချောင်းတိုက်ခိုက်တာအပြင်ပါရာမော်တာဂျိုင်ရိုကော့ပတာလိုမျိုး ကုန်ကျစရိတ်တက်တာပြီးအလွဲတကူအသုံးပြုနိုင်တဲ့ဆက်လီရင်တွေပုံမှုသုံးလာတာကြောင့်အချိန်နဲ့ရောမရွေးတိုက်ခိုက်နိုင်စွမ်းရှိတယ်လို့သိရပါတယ်။ဒါအပြင်ညအချိန်နဲ့လူစုတွေပွဲလန်းသဘင်တွေသတင်းချုပ်ပွဲလိုမျိုးကိုတိုက်ခိုက်တာဟာတော်လိုင်းတပ်ဖွဲ့တွေထိန်းချုပ်နေမြစ်ရှိပြည်သူလူထုရဲ့ပုံမှန်လူနေမှုဘဝကိုနေထိုင်လို့မရအောင်ဒါမှမဟုတ် ုံချုံမှုခံစားချက်လုံးဝပျောက်ဆုံးသွားအောင်လှုပ်ဆောင်နေတာဖြစ်တယ်လို့ဆိုပါရယ်။အလားတူစုလိုက်ပြုံလိုက်ထိခိုက်သေးဆုံးမှုဖြစ်စေဖို့ကြီးရွယ်ချက်ရှိရှိပြတ်မှတ်ထားတာကိုပုံမှုထင်ရှားစေပြီး လေကြောင်းတိုက်ခိုက်မှုတွေဟာလည်းအရသာထိခိုက်နိုင်တဲ့နေရာတွေပါပြတ်မှတ်ထားလှုပ်ဆောင်နေတယ်လို့ MDSI ရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါရယ်။အမရီတိုင်းတွင်းရှိလေးမျက်နှာမြို့နယ်မှာ စစ်ကောင်မရှင်နဲ့အရခတက်တော် EA အပါအဝင်တော်လိုင်းပူအောင်တက်တွေတိုက်ပွဲဖြစ်ပွားနေပြီးစစ်ကောင်မရှင်ကစစ်ကူတွေဇက်တိုက်ပို့နေရတယ်လို့သိရပါဗျ။စစ်ကောင်မရှင်ဟာပြီးခဲ့တဲ့နိုဝင်ဘာ6ရက်နေ့ကလည်းလေးမျက်နှာနဲ့ရေကြီးအဆက်ကိုဟင်္ဒရာဘက်ကနေအမိုးအုပ်စစ်တုံးကားကြီးတွေနဲ့စစ်ကူတွေပို့ဆောင်ခဲ့ပါဗျ။လေးမျက်နှာအဆက်ရှိခြေရွာတွေမှာတိုက်ပွဲတွေဇက်တိုက်ဖြစ်နေပြီးစစ်ကောင်မရှင်ဘက်ကစုလိုက်ပြုံးလိုက်တိုက်ဆုံမှုတွေရှိတယ်လို့ဒေသခံသတင်းရင်းမြစ်တွေစီကသိရပါဗျ။ အခုနိုဝင်ဘာအစရက်မှာကိုစစ်တပ်ဘက်ကစုလိုက်ပြုံလိုက်သေးတယ်။နှစ်ဖက်ထိခိုက်ရှိပေမဲ့စစ်တပ်ဘက်ကတေးချက်ကတရားနော်မယ်။လမ်းကြောင်းပြောင်းပြီးစစ်ကူပို့နေရတယ်လည်းသိပါရယ်။တင်းရင်သေးမတင်းရင်ပြေးပဲလို့လေးမျက်နှာကတော်လန်ရင်နဲ့နီးစပ်သူတူက ARD Times ကိုပြောပါရယ်။စစ်ကောမရှင်ကဒရုန်းမုံကျဲတိုက်ခိုက်မှုပြင် လေးချောင်းတိုက်ခိုက်မှုတွေကိုပါပြုလုပ်နေပြီးစစ်မှုရန်တင်နန်းသားတစ်တွေကိုလေးမျက်နှာတိုက်ပွဲကိုဇက်တိုက်ဆေးလွတ်နေတယ်လို့သိရပါရယ်။ ပြီးခဲ့တဲ့အောက်တိုဘာဒုတိယပတ်အတွင်းကစစ်သုံးကားကြီးအစီး20နဲ့ဒေမျက်နာကိုစစ်ကွန်ရပို့ထားရပြီးအခုရပိုင်းတွင်စစ်ကူတွေထပ်မံပို့လာရတာဖြစ်ပါတယ်။တိုက်ပွဲအတွင်းသေဆုံးထိခိုက်ဒဏ်ရာရသူတွေကိုပသင်ကိုပြန်လည်တည်ဆောင်လာပြီးသေဆုံးသူတွေကိုရှင်မြင်းတင်မိသကြိုဆက်ကိုပို့ဆောင်ပြီးဒဏ်ရာရသူတွေကိုတော့ပသင်စစ်မြေပြင်ဆေးတန့်ရင်းမဆရလေးကိုပို့ဆောင်နေရတယ်လို့ဒေသခံတွေကဆိုပါတယ်။လေမျက်နာရှိဆက်ဆက်ယူရောင်ဝင်းကျင်ကိုအေအေနဲ့ပူပေါင်းတပ်တွေကသိမ်းပိုက်ထားပြီး စစ်ခုတက်လာတဲ့တက်တွေနဲ့ဝိုင်းဘက်ပိတ်ဆို့ဖို့လာတဲ့တက်တွေကိုကြားဖြတ်တိုက်ခိုက်တဲ့အတွက်စစ်ကောင်မရှင်ဘက်ကအထိနာနေတယ်လို့သိရှိရပါတယ်။အခုနောက်ပိုင်းမှာစစ်ကောင်မရှင်ကစစ်ကူလမ်းကြောင်းကိုပြောင်းလိုက်ပြီးဟင်းဒရာကွင်းကောက်ဘက်ကနေဘယ်ပြောင်းကုန်းစာစီကုန်းကိုဖြတ်ကလေးမျက်နှာကိုစစ်ကူပို့နေတယ်လို့သိရပါတယ်။ ဗရောင်းမြို့နယ်ပကံကွဲချင်းရွာနီးရှိအရခတက်တော် A တင်းယူထားတဲ့ point 63လုံးစခန်းကိုစစ်ကောင်မရှင်ကပြန်လည်နေရာယူထားပြီးအခုရပိုင်းမှာ A ရဲ့ပိတ်ဆို့တိုက်ခိုက်တာကိုခံနေရတယ်လို့သိရပါဗျ။ပြီးခဲ့တဲ့နိုဝင်ဘာ9ရက်နေ့က point 63လုံးစခန်းရှိစစ်ကောင်မရှင်တပ်ကို A နဲ့ပူးပေါင်းတပ်တွေကပြန်လည်တိုက်ခိုက်နေရာတိုက်ပွဲပြင်းထန်ဖြစ်ပွားနေတယ်လို့သိရပါဗျ။ကပ္ပဆာ16ရဲ့အဓိကကာကင်စခန်းကုန်းဆိုတော့စစ်တပ်ကဘလို့ရရပြန်ယူခြင်းနေတာ လေချောင်းကြောင့်ပူပေါင်းတက်ကနောက်ဆုံးနေရချိန်မှာ ဝင်းနေရယူတာအခုပိတ်ဆို့တိုက်ခတ်နေရတာတေဆုံးများတယ်လို့စီးရေးသတင်းရမြက်က ARD Times ကို ပြောပါရယ်စစ်ကောင်မရှင်ရဲ့ကာကွယ်ပစ္စည်းစက်ရုံကပ္ပဆာ76ရဲ့အဓိကကာကင်းစခန်းကူကြီးဖြစ်တဲ့အဲ့ဒီ point 6သုံးလုံးစခန်းကို A ကပြီးခဲ့တဲ့အောက်တိုဘာ14ရက်နေ့မှာတင်ပိုင်ခဲ့တာပါ A ကအခုလိုတင်ယူပြီးနောက်ပိုင်းရက်မှာနေမြေရှင်းလင်းပြီးတက်တွေစုတ်ခွာထားခဲ့ရာ ပိုင်းချောင်းသုံးလုံးစခန်းကိုစစ်ကောင်မရှင်ကပြန်လဲဝင်ရောက်နေရယူတက်ဆွဲလာတာဖြစ်တယ်လို့လည်းသိရပါဗျ။စခန်းကုန်းပြန်ပါမသွားစေဖို့စစ်ကောင်မရှင်ကလက်နက်ကြီးပစ်ကူဒရုန်းပုံးတွေဖြင့်လေကြောင်းကနေပါပြင်းထန်ကာကွယ်တိုက်ခိုက်နေကြောင်းလည်းသိရပါဗျ။ညောင်ခြေောက်ခြေဆိုင်ဒါတာရ639ဒုံးတက်ရင်တွေကလည်းတိုက်ပွဲဖြစ်ပွားရနေရနဲ့ရိုးပေါ်ကိုလက်နက်ကြီးတွေနဲ့ဇက်တိုက်ပစ်ခတ်နေမှုတွေရှိတယ်လို့စစ်ရေးသတင်းရင်းမြစ်စီကသိရပါဗျ။ ညောင်ကျိုးနယ်လေတာတောင်တကျော်မှာထိတွေ့တိုက်ပွဲတွေရန်နာနေပြီးပွိုင်ကုန်းမှာသာတိုက်ပွဲတွေပြင်းထန်နေကဒရုန်းတိုက်ခိုက်မှုတွေစစ်ကောင်မရှင်ကပြုလုပ်လာတယ်လို့သိရှိရပါတယ်။မန္တလေးတိုင်းမေရယာမြို့နယ်ရှိတွန်လိုင်းတပ်ဖွဲ့တွေတင်းယူထားတဲ့ဆယ်တော်ကြီးဟီလောင်တမန်နဲ့နေမြေကန်တပ်ဌာနချုပ်တွေကိုစစ်ကောင်မရှင်ကပြန်လည်တင်းယူလိုက်ပါတယ်။ စစ်ကောင်မရှင်ကစီးရရရေးပါတဲ့ဆေရောကြီးရေလောင်တမန်နဲ့နေမြေကန်တက်ဌာနချုပ်ပဝင်းကျင် အားလုံးကိုပြန်လည်သိမ်းယူလိုက်ပြီးဖြစ်တယ်လို့နိုဝင်ဘာ9ရက်နေ့တုန်းစစ်ကောင်မရှင်ဝါရဖြန့်သတင်းစာတွေမှာဖော်ပြခဲ့ပါတယ်မိုးကုန်းနဲ့မိုးမိတ်အခြေအနေတွေနဲ့ဓာတ်ရိုက်မပတ်သက်ဘူးမရရာကိုအရင်ကတည်းကနေပြည်တော်ကတက်တွေနဲ့အင်အားဖြည့်ထားတာအခုစစ်တပ်ကတပိတ်ချင်းဘက်ကိုအာယုံဆိုင်လာပြီးတပိတ်ချင်းနဲ့စစ်ကြောင်းတွေဝင်လာနိုင်ခြင်းရှိတယ်လို့စစ်ရေးသတင်းရင်းမြစ်က ERI Times ကိုပြောပါရယ် စစ်ကောင်မရှင်ဟာဆယ်ရော်ကြီးလောင်တမန်ကိုပြန်ရဖို့အတွက်ပြီးခဲ့တဲ့အောက်တိုဘာ20ရက်နေ့ကစလို့စစ်ကြောင်း၅ကြောင်းခွဲပြီးထိုးစစ်ဆင်တိုက်ခိုက်နေတာပါမရေအောင်မြို့နယ်နီးတဝိုက်ကိုရှမ်းမြောက်ရှိ TNL နဲ့စစ်ကောင်မရှင်တို့အပြည့်အစဲချင်းမတိုင်ခင်ကတည်းကဝန်းရံပိတ်ဆို့ထားတာဖြစ်ပြီးအ धिक အားဖြင့်စစ်ကောင်မရှင်ရဲ့တပ်ဖွဲ့တွေဟာဆယ်ရော်ကြီးစတင်အောင်စတဲ့နေရာတွေကိုပိတ်ဆို့ထားပြီးဖြစ်ပါတယ်ဆယ်ရော်ကြီးထိတက်ပြန့်ထားတဲ့စစ်ကောင်မရှင်ဟာ အလေပိုင်းတိုင်းစစ်ဌာနချုပ်လပန်ခါရဲ့နေမြေကန်ဖြစ်တဲ့လေချောင်းရံကာကွယ်ရေးတပ်လကတတစ်တုံညတင်လေးကိုပါပြန်လည်ထိန်းချုပ်လိုက်တဲ့အတွက်မရီယာမြို့နယ်တစ်မြို့လုံးနှီးပေါင်းကိုပြန်လည်ဆုံးမထားနိုင်တဲ့အခြေအနေကိုရောက်သွားပြီဖြစ်တယ်လို့ဒေသခံတွေစီကသိရပါဗျ။စစ်ကောင်မရှင်တပ်ကနေပြီးတော့တိုင်းစစ်ဌာနချုပ်နပတာရဲ့လုံခြုံရေးတပ်ခလာရရှင်ကားကိုမရီယာနဲ့မန္တလေးထပ်ပိုင်းကိုအင်အားဖြည့်ထားပြီးရှမ်းမြောက်ကပြန်လည်ခေါ်ထုတ်လာတဲ့တပ်တွေကိုပါမရီယာမှာအင်အားဖြည့်ထားတာပါ။ ပြီးခဲ့တဲ့ရက်ပိုင်းတွင်ကရှမ်းမြောက်ကနေတက်ဖြန့်ဆင်းလာတဲ့အင်အားပြည့်ပါဆင်းရဲတန်းတွေဟာလည်းမရီယာကိုဝင်ရောက်ခဲ့တယ်လို့သိရပါတယ်စစ်ကောင်မရှင်ဟာမရီယာကိုစစ်ကြောင်း၅ကြောင်းနဲ့ထိုးစစ်ဆင်ပြီးတိုင်ပွဲကြီးငယ်ပေါင်း၄၂ကြိမ်ထိဖြစ်ပွားခဲ့တယ်လို့ထုတ်ပြန်ထားပါတယ်